မင်္ဂလာပါခင်ဗျာ Shrap Free Zone Channel လေးကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဝဲဟင်ရဲ့မောင်ထုတ်မျိုးကတကိုးကြီးမှာအားလက်ဖွင့်ကြီးဆိုတဲ့ဝတ္ထုတိုဆိုတဲ့ကမိုးကားရီချိုပါနဲ့လားဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တင်ဆက်သူကျွန်တော်စောအောင်ဖြစ်ပါတယ်ဗျာမိုးကားရီချိုပါနဲ့လားမျိုးသမီးပေါ်ရာဆောင်ကနေတိတ်ခုခံလုပ်ဖို့ကအားလုံးစင်ပြေပြေးကြားထားပါအောင်မောင်ရ အဝေးပြေးကားကိတ်ကနေမနီးပူတာလည်းမရှိတင်မောစိတ်ဆိုတာဝေးစွာဆိုတလို့ဖြစ်နေတဲ့တတ်တူမြောက်တကောင်မှာဘလူဧည့်တယ်ကလာသေးမှာမို့လဲတက်ကတော့ရှိနေတဲ့ဘောရာဆောင်လေးကိုပဲတနှစ်တန်ဒီနှစ်နှစ်တန်ဒီကြားကန်ကြည့်ချင်းသေးတယ်ဇနီးဖြစ်သူတက်ဤစကားကသူ့နားထဲကိုမဝင်တဝက်တပြက်ထွက်တချို့ဝင်တချို့သာသူကတော့ဇနီးရဲ့စကားကိုမသိဟန်ဆောင်သေးလည်းမဟုတ်မကြားဟန်ဆောင်သေးလည်းမဟုတ်လေပဲလုံးစီရရှိသည်များကိုသာဆက်၍လုံနေလေသည် အမှန်တကယ်တွင်လဲဇနီးတယ်ပြောတကယ်တော့ပင်ယခုလက်ရှိဖြစ်တည်နေတော့ပေါ်တာဆောင်အားဆက်ပြီးဖွင့်ရကောင်းနုနုတငယ်ချင်းဖြစ်သူညိုကြီးစကားအတိုင်းတဲခိုကန်လုတ်ပြရကောင်းနုနုသူကိုယ်တိုင်လဲဝိဝါဒတွေညားခဲ့သေးသည်ပဲပေါ်တာဆောင်တစ်ခုမှတဲခိုကန်တစ်ခုဖြစ်ဖို့ဆိုတီမှာလဲတွဲကူလာတော့အလုပ်တစ်ခုတော့မဟုတ်ခဲ့ပါချေအစင်းစင်လှုပ်ဆောင်ကြရများကအပုံပင်ပေါ်တာဆောင်အစာအုပ်ကိုပြန်လဲမောမန်စရာရှိသည့်ကိစ္စတွေပြီးခဲ့ပြီလေနောင် တဲကိုကန်းဖွင့်ရင်ခွင့်ပြုချက်လိုက်လို့ပိုကိစ္စတွေကရှိနေသေးသည်။သို့သောသူ့လိုပင်လွန်ခဲ့သည့်တစ်နှစ်ကမှဘော်ရာဆောင်မှတဲကိုကန်းအဖြစ်သူပြောင်းထားလေသောတငယ်ချင်းညူကြီးတယောက်လုံးကရှိနေလေသည်။ဒီအတွက်တိတ်ပြီးပူစရာမလိုတော့ပါ။ခေကောင်ကိုထွက်ရဲ့မင်းလဲစဉ်းစားကြည့်ဦး။ငါတို့ဒီနေရာမှာဘော်ရာဆောင်ဖွင့်ပြီးငုတ်တုံမိနေခဲ့ရတာဘလောက်ကြာခဲ့ပြီလဲ။ငါတို့ကြောင်းပြီးကလေးကဆိုတော့ဆယ်နှစ်တောင်ရှိနေပြီ။ငါတို့တွေလည်းအိမ်လောင်ကြကုန်ပြီ။ဘော်ရာဆောင်နဲ့တော့ရက်နေလို့မဖြစ်တော့ဘူးခေကောင်ကြီး။နောင်ရည်တွေလည်းရှိသေးတယ် ဒါတော့မင်းကမင်းကလေးပေါ်တာဆောင်မို့လို့တော်သေးတာငါကမင်းသိတဲ့အတိုင်းယောက်ျားလေးပေါ်တာဆောင်ဆိုတော့မလန်းကျင်ဘူးအခုခေတ်ဟိုနေတီနယ်ကနေဒီတကုံတက်ကတော့ကိုလာတက်တဲ့ចောင်းသားတွေဆိုတာကလည်းမင်းသိတဲ့အတိုင်းတိုက်ခန်းဆုတ်ပြီးငှားနေတာတို့ဟိုဖုံးကြီးចောင်းဒီဖုံးကြီးចောင်းမှာကတ်နေကြတာဆိုတော့ငါပေါ်တာဆောင်ကရွှေចောင်းပြန်ပြန်ဝမ်းခေါင်ခေါင်ဖြစ်နေပြီလွန်ခဲ့ဒီတစ်နှစ်ကျော်ကတငယ်ချင်းဖြစ်သူညိုကြီးပြောတော့စကားကသူ့အာယုံမှာလက်ကက်လာသည်ညိုကြီးကတော့ပြောသည့်အတိုင်းပဲသူစကားသူကောင်းတဲ့ဖို့ပြစ်လိုက်သည်မှာမျက်စိများပဲမှားလောက်အောင်သွားလေသည် လွန်ခဲ့သည့်၂လလောက်ကသူလဲအမတ်မထင်ညိုကြီးတဲခုတ်ကန်းသူနှစ်ကင်းဘက်ရောက်မှသူ့ရဲ့အံ့ဩမှုများစတင်ခဲ့ခြင်းဖြစ်လေသည်အောက်ထပ်အပေါ်တဆယ်ကန်းရှိတဲ့ငါရဲ့တဲခုတ်ကန်းကအခုအပေါ်ထပ်နှခမ်းပဲလွတ်ရှိတော့တယ်ကိုထွက်ရင်နေ့လယ်ပိုင်းဆိုရင်များကွာအားရတယ်ဆိုမရှိပါဘူးမင်းသိတဲ့အတိုင်းငါမိမကတောင်းကလာမှနေပြီဒီတဲခုတ်ကန်းအကြောင်းဘာသိတာမှမဟုတ်တာကွာငါပဲတဲခုတ်ကန်းကိုဦးစီးပြီးလုပ်နေရတာပင်မနဲ့ဆိုပေမဲ့တတရာပဲဟဲ့ကောင်ကြီးလူလဲညားကြမှာပဲကိုပိုင်အချိန်ယူပြီးနားရတော့တယ်ပြောရတော့မှာဒီတော့ကညိုကြီးပြောသောစကားအောက်မှာနားမလည်မှုတွေတချို့တော့ဝက်နဲ့ သူကိုယ်တိုင်ညိုကြီးကိုမဲခွန်းထုတ်ဖြစ်ခဲ့သေးသည်ဟာမင်းကညာဘက်မှနားရတယ်ဆိုတော့ညဘက်ကျတော့မင်းကဒီဘက်တဲကိုကန်းကိုလူလဲထားခဲ့လို့ရတယ်လားမင်းကလည်းကွာဒီမြောက်တကောင်မပြောနဲ့ရန်ကုန်မြို့ပတ်ဝန်းကျင်မှာရှိတဲ့တဲခုကန်းပေါက်စနလေးတော်တော်များများကညဘက်ဘမအလုပ်ဖြစ်လို့လေညလေပိုင်းတော့သူ့ဆက်ရှင်နဲ့တူကွာအချိန်ပိုင်း2နာရီ3နာရီ5နာရီလာများတာတန်လင်ဘက်မှာတဲခုကန်းဖွင့်ထားတဲ့ငါးတကယ်ချင်းဆိုရင်လေငါလိုပဲဟကောင်ကြီးညဘက်ကျမှပဲနားရတယ်ပြောရမယ်ဒါဆိုစုံတွဲတွေခဏလာတဲခုဘုတ်အတွက်အဓိကထားရတယ်လို့ဖြစ်နေတာပေါ့အေးဘောကိုထောက် စုံတွဲတွေဆိုတာတော့ကွာမျိုးရဲဘက်ကလာတဲ့စုံတွဲတွေကညစီတဲ့လမ်းမပြီးတစ်ခါတည်းရောက်လာတတ်တာလို့ဆိုရမှာငါတို့စီကအဓိကလာတဲ့ customer လေးတွေကငါတို့ရဲ့အကြောင်းတော်ကြီးကခလေးတွေပဲဖြစ်အောင်ရှင်းပြီလားဒီတုန်းကတငယ်ချင်းဖြစ်သူညိုကြီးစကားအောင်နိုင်ပြောစရာမရှိသလိုသူစုံအပ်သွားခဲ့ပူသေးသည်ညိုကြီးကတော့ပေါ်လာဆောင်ကနေတဲခုကန်တစ်ခုလောက်ဖို့ရအတွက်တော့သူမဝင်ရဲနိုင်ငယ်သေးပါသို့တော့ညိုကြီးတဲခုကန်အားတစ်ခေါက်မှနှစ်ခေါက်ရောက်ညိုကြီးတတရာဖြစ်လာတော့စီပွားရေးအနေထားအားတစားပြီးစားအမြင် ငါတို့ရောဒီလိုလွတ်ပစ်လို့မရဘူးလားဟုတ်တော့အတွေ့အီးသူဤပိန်ချီချီပေါ်လာဆောင်လေးမှာဝင်းတချို့တွတ်တချို့ចောင်းသူလေးတွေနဲ့ဇနီးတဲ့တတ်တို့ဤအချင်းတွေကိုမြင်တွေ့ရလေတိုင်းသူစိတ်ကူးခဲ့ဘူးသားဖြစ်သည်တခါတရံတော့သူကိုယ်တိုင်ပိုင်ဆိုင်မှုစူးစမ်းနေပါလျက်နဲ့သူမပိုင်ဆိုင်နိုင်နေတော့အရာမှာသူဤအနာကဖြစ်လေသည်ပေါ်လာဆောင်တူတူဖွင့်ခဲ့လေသူတငယ်ချင်းညိုကြီးအားမြင်ရပံများတော့အခါ၌ရက်တန်ရောက်ရဲနေ၍မရတော့လူဘဝအချိုးကွဲကိုသူထင်ရှင်ရှားရှားတွေ့ခဲ့ရလေသည် ထို့သောအချိုကွေးဤနောက်၌တစုံတစ်ခုသောအတိုင်းအတာများအားသူ့ဘက်မှပေးဆက်ပြရမည်ဟုသောသူမဖြစ်မနေတွေးနိုင်ခဲ့ပါသည်ထို့သောဇနီးဖြစ်သူဤတက်ဤအမေစကားတစ်ခုသောကားကိတ်လည်းမနီးပူတာလည်းမရှိတင်မောစိတ်ဆိုဒီမှာဝေလာဝေတော့သူတို့ဤမြောက်တကုံ၌တဲခုခန်းဖွင့်လင်းမြေသူလာတဲမြင်လေးဟုသောမေကုံဤအဖြေကုံမူဇနီးဖြစ်သူအရှင်းဆုံးမြင်သာစေရန်သူ့အနေနဲ့ဟိုးခက်လန့်လန့်ကတကုံတက်ကတူကြီးကိုလက်ညှိုးထိုးပြရန်အတွက်တော့အခုချိန်မှသူမဝင်ရနိုင်ပါသေးချင် ညိုကြီးတို့ဇနီးမောင်နှံနဲ့သူတို့ဇနီးမောင်နှံကအမှန်တော့တငယ်ချင်းတွေဓာဖြစ်လေသည်တကောင်တက်တုံမှာကြောင်းတက်ကြတော့အတူတူကြောင်းတွေပြီးကြတော့မိဘများဤပံ့ပိုးမှုဖြစ်မြောက်တကောင်မှာရှိသောကြောင်းနဲ့မနီးဝင်းမြေကွက်တွေမှာအဆောင်ဥဆောင်ရင်ဘော်ရာဆောင်များဖွင့်ကြသည့်အခါတွင်လည်းအတူတူပင်ဖြစ်သည်ဘော်ရာဆောင်တစ်ခုနဲ့တစ်ခုကအလန့်ကောက်ဝေးလာသည်မဟုတ်တကယ်တော့သူနှင့်ညိုကြီးအိမ်တော်ကိုစီပြုတ်လိုက်ကြတော့လေတက်နှစ်ထဲမှာပင်ဖြစ်သည်ပထမပိုင်းနှစ်များတွင်အမျိုးသမီးဘော်ရာဆောင်ဖွင့်တော့သူတို့လင်များလည်းအဆင်ပြေနေသေးတကယ်တော့ အမျိုးသားဘာသာဆောင်ဖွင့်တော့ညိုကြီးတို့လည်းများလဲအဆင်ပြေနေသေးသည်ကိုထွန်းရီငါတို့ဘာသာဆောင်ဖွင့်ရတာတော်တော်ကိုစိတ်ကုံလာပြီမင်းကမင်းကလေးတွေကိုမင်းမိမနဲ့အတူတူအုပ်ချုပ်ရတာပြဿနာမရှိဘူးငါကြတော့ငါးကောင်တွေကိုမင်းတို့လိုည9နာရီနောက်ပိုင်းအဆောင်တကားမဖွင့်ဘူးဆိုရင်လည်းအဆောင်မှနေမဲ့သူရှိမှာတော့မဟုတ်ဘူးအချို့ဆိုရင်ညဘက်မူးတောင်လာလိုက်သေးတယ်ကောင်းရောပထမပိုင်းမှာညိုကြီးစီမှာစိတ်ညစ်မှုစကားတန်လေးတွေတစွန်းစကြားလာပြီမကြမီပင်ညိုကြီးကဘောရာဆောင်ကိုတဲခုကန်လုံမြူပြောလာခဲ့ခြင်းဖြစ်လေသည် အကောင်ကိုထွက်ရေဝခါရေဆိုတာတောက်တင်တောက်ရမှာပဲမတက်နိုင်တော့မင်းပြောသလိုဒီတက္ကသိုလ်တက္ကသိုလ်ကြီးကိုအမိပြူပြီးမှတဲခုကံဖွင့်ရမယ်ဆိုတာကတော့ကြားလို့လည်းမကောင်းသလိုဖြစ်လည်းမဖြစ်သင့်ဘူးပေါ့ဒါပဲမဲ့နေချောင်းသားတွေပါသွားတဲ့အခုလိုချိန်မျိုးမှာပေါ်ရာဆောင်ဖွင့်ပြီးငုတ်တုတ်မိနေမယ်ဆိုငါတော့အချိုးခွဲတစ်ခုကိုချိုးချလိုက်ခြင်းနဲ့ပြောလဲပြောလှုပ်လိုက်လှုပ်လိုက်လေတော့ညိုကြီးတက္ကသိုလ်ကံကမလမ်းမကန်ဟိုဘက်စီမှာဟီးထလို့ငါခြံလေးကြည့်ပြန်တော့မချိုးဘူးပွေပြားခဲဆိုတကယ်တော့ပင်ចောင်းသူအယောက်90ခန့်နေ၍ ចောင်းយុយក90ខាន់នីយយ៉ាមីទ្រូបော်ដាចောင်းលីទី10យក17យកថាមពូទៅចောင်းទゥយីទ្វេភីអាកានមែនទិនឈីតាក់ខេយ៉ាទីមកអមាន់តកែរមលឿលឡាបាជីម៉ាម៉ាយីតមីទូអខានយ៉ាហូបអខានកាបើទូមកមិនឈីបេបេថាចារោចွតទីបារីឈីដែរណែទូវ៉ាយម៉ាម៉ាយីញ៉ាបាត់ဆိုយវងថៃជេនីលុហូបអខានកាចောင်းទゥញ៉ោកកាតយេឆោកបារេសូប៊ីញ៉ាកាថាប៊ីអនីលុលីចောင်းទゥឌីយ៉ាងមកសនីដែរថានទិនပြလာទៅអខានលុអខានយីអខាក់ខេយ៉ាបော်សនីដែរកាបលុភិရှင်းមីមិនទីតលេទូកាတော့ ထိုစဉ်ကလေးကအဆိုပါခန်းလေးနေရာဤမြို့ကြီးဤတခုကမ်းမှာအခန်းများဤအပြင်စဉ်ကိုမြင်ရောက်နေပြီးသားဖြစ်လေသည်ကိုထွေဟာအခုခေတ်တက်သူចောင်းသားတွေဆိုတာကလည်းအဝေးကြီးကိုမကြည့်နဲ့အောင်လွန်ခဲ့တဲ့ဆယ်နှစ်ကငါတို့တက်သူចောင်းသားဘွားနေတောင်သူတို့လူလားငါတို့ចောင်းသားဘွားကတငယ်ချင်းတွေညနေပိုင်းအိမ်ကိုလာရင်လမ်းထိပ်လက်ပိဆိုင်ထွက်ထိုင်တာလောက်ပဲရှိတာအခုကြတော့လက်ပိဆိုင်တွေစားဘီယာဆိုင်တွေကအစားထုတ်လွက်ကြပြီလေအဲ့ဒီတော့ဘောရာဆောင်စားတက်ခုခန်းတွေအစားထုတ်ကုန်တာစမ်းနာမှမဟုတ်တော့တာကွာ ဒီတော့ကစကားတွေတတိတန်းကြီးပြောပြီးမှညိုကြီးတယောက်ဘာကြောက်ရဲ့သည်ဆိုကြီးကိုသူကောင်းတာတပေါ်မပေါက်နိုင်ခဲ့တော့ညာလဲညိုကြီးတယောက်တော့မောခရေတောက်လီပြီဟုသူတွေးထင်ခဲ့ဖြစ်သေးသည်အမှန်တိုင်းဝန်ခံရပါလင်ထိုချိန်သည်သူကိုယ်တိုင်မောခရေမတောက်ခဲ့ခြင်းသေးပါအဆောင်သူ၁၀ယောက်ကျော်နဲ့အသားကျနေတော့ပေါ်လာဆောင်ကိုတဲခုခံပြဖွင့်ပြဖို့အတွက် သုံးပြချက်ကုန်မှုတထိုင်တန်းချပြဖို့ရန်အတွက်တော့ညိုကြီးစကားများကမစွမ်းဆောင်နိုင်ခဲ့ပါ မြို့ကြီးနောက်ဆက်တွဲစကားတစ်ခုဤအောက်တွင်သူဤရိုင်နှင်းတဲ့အတွေးများနှင့်မှုံဝါးဝါးဆုံးပြချက်ကတုံးအားတစ်ခုဖြင့်သူဤစိတ်အာရုံကိုတွန်းထုတ်တိုက်စားသွားခဲ့လေသည်မိမိမကလည်းရင်လိုမဟုတ်တော့ဘူးလေကိုထည့်ရဲ့မင်းကငါထက်ရင်တော့ကလေးပဲဖြစ်တော့မယ်ဥစ္စာတကယ်ဆိုဒီကိစ္စကိုမင်းကငါထက်အရင်အကောင့်ထံပို့ခဲ့တင်တာတဲကုတ်ကန်းဖြစ်တီပြူကတိတိရှာရှာလေးပြင်ဆင်တော့မှာပဲခက်ခဲများစွာကတူတွက်အစီရင်ပင်ညာလိုက်တဲ့တဲကုတ်ကန်းတွေဆိုတာကလည်းသူတို့ရဲ့မျိုးကလေးနဲ့လိုက်ပတ်ပင်မလိုက် တချို့ဆိုရင်တဲခုခံအစ်စ်မှမဟုတ်လေပဲမော်တယ်အဆင့်ထိပင်ဖြစ်နေလိုက်သေးသည်သို့သောသူ၏တငယ်ချင်းညိုကြီးပြောတဲ့ကဲ့သို့ပင်ရှိရှိလေသည်များတဲခုခံများမော်တယ်များအားလုံးသည်သူဟာနှင့်သူပုံစံမျိုးမျိုးအဆင့်ပြေနေကြလေသည်ညာဘက်ရောက်လင်းသောတဲခုခံအားလုံးလူလူမှာတရေချောင်းနိုင်အောင်ပင်တိတ်ဆိတ်ငြိမ်တက်လျက်နှစ်ချိုက်စွာအိမ်မောကြလျက်ငုတ်တုံမိလျက်ဟိုရင်လာကဆိုလျက်အဝဲကျင်ចောင်းသားတွေចောင်းတက်ရမို့တဲခုခံအားလုံးအလုပ်ဖြစ်လိုက်ကြတာဝဝကွဲပဲနှွေနှလဝဲတဲ့တွေရောဒီတွေရောပိတ်လို့ကရောဂွမ်းတဲကိုထွက်ရင်อืม ပြင်းပြောမှုတယ်လေရန်ကုန်ဘက်ကအတွဲတွေလည်းလာတတ်တယ်ဆိုတာလာတော့လာတယ်လေအဲ့ဒါကရန်ပန်ရန်ခါပါကွာအချို့ကြတော့လေရန်ကုန်ဘက်ကမျိုးသမီးလေးတွေဈေးကွက်ချက်ချင်တဲ့တဘောနဲ့ပရိုမိုးရှင်းဆင်တာပေါ့ဒီမှာကចောင်းသားတွေကများတာကိုတဘောဖောက်တယ်ဟုတ်အေးကွာအဲ့ဒါကြီးကြတော့ចောင်းသားတွေဘက်ကမတရားပါဘူးကွာထိုစဉ်ချိန်ကညိုကြီးကိုသူပြန်ပြောခဲ့သေးသည်မဝင်ရဲမှုများပြက်သားစွာချပစ်နိုင်ခဲ့သောဆုံးပြတ်ချက်များသူ၌အရွယ်တွေကိုရှိမနေစေကောင်းဘူးထိုလောက်ကိုလစ်လူရှုပ်ပြရန်တက်တော့သူစိတ်သက်ကမယိုးသားနိုင်ခဲ့ပါ ယခုအချိန်တွင်တော့ဘော်ဒါလေးတည်လေတဲခုကန်တစ်ခုအတွင်ခန္ဓာစံပြစွာကျုပ်လုံးကြွားနေလေပြီဖွင့်ရမည့်အချိန်ဖွင့်ရမည့်ရက်တစ်ခုအတွက်ခွင့်ပြုချက်တစ်ခုကိုစောင့်နေရခြင်းသာဖြစ်လေသည်ဒီကဆောင်သူလေးတွေလည်းပဲစီကိုရောက်တော့ကြပြီလည်းမသိဘူးတော့မှသူတို့ဖုန်းနံပါတ်တွေရှိပေမဲ့သူတို့ကလည်းတက်စီကိုဆက်မလားတက်ကလည်းသူတို့စီကိုမဆက်ရင်းနေလေသူတို့မှာဒီဒီမနေသွားကြတာလေအတိုင်းစားတစ်ခုတည်းကြာခဲ့တော့တခါတရံတော့တတိယတာဇနီးဖြစ်သူတက်ဤစကားတွေတဲက တက်ကလည်းသူတို့စီကိုမဆက်ရဲဆိုစီစကားကသူ့အာယုံတွင်ရိုက်ခတ်နေသည်အဆောင်မှနေလာကြသောအဆောင်သူများကတချို့ဆိုရင်နှစ်ရှီလာများနေထိုင်လာကြသူတွင်မို့သူ့ဤဇနီးတဲ့တက်နှစ်ကညီမများနဲ့မချာရှိနေကြလေသည်ခစ်ကိုလည်းအပြစ်ပုံချလို့မရခြင်းဘူးစီပွားရေးလုပ်တဲ့နေရာမှာကအများတကာကြမိုးခါရီတောက်ကြတာကြာပြီပဲလေမမတတ်တို့ကအခုမှမိုးခါရီတောက်ဖို့ကြံ့ယုံရှိသေးတာဒါကလည်းဖြစ်တင်ပါတယ်ပေါ်ရာဆောင်မှခွဲခါကန်ဒီပြောလာတော့အဆောင်သူတယောက်ဤစကားအောင်းနိုင်သူ့ဤဇနီးတဲ့တက်မှာ ထိုးစဉ်ချိန်ကစွန့်အားတိတ်ဆိတ်သွားခဲ့မှုသည်လေဖုံးမဆက်ရဲသည်ဆိုသောစကလုံးသည်တနည်းတည်းတက်ဤလိပ်ပြာအတွက်ကာကွယ်ပေးဖို့မဝင်ရဲစားဖြင့်ထွက်လာဖြစ်ခဲ့သောစကလုံးတွင်မှသူကောင်းစွာတဘောပေါက်ခဲ့လေသည်သူကိုယ်တိုင်ကရောအမီလလအတွေ့လလအများကြီးနောက်ွယ်ကခါသီးသောအရာတစ်ခုကိုကောင်းစွာတဘောပေါက်နေခဲ့ပြီဖြစ်တော်သူကသောထိုးစဉ်ချိန်မှာဟိုးရှိကရောင်နေတစ်ခုကိုသာလှမ်းညော်ကြည့်ဖြစ်ခဲ့လေသည်အေးညူကြီးငါတို့အခုစေကန်းတစ်ခုရောက်နေတယ်ကွာတက်အတွက်အထရာဆောင်လာလိုက်တာကွာအခုရိုက်ပြီးပြီ ကလေးကယောက်ျားလေးလားမိန်းကလေးလားဆိုတဲ့အဖြစ်ကစောင့်နေတာကွာအေးငါတကုတ်ကကိစ္စကတော့အားလုံးပြီးပြီလေပေတင်လေးပါလေကြည်ပြီးဖွဲ့မဲ့ရက်ကိုစောင့်နေတာလေကွာဘလို့ဟဲ့ကောင်ညိုကြီးငါနားမရှိဘူးအော်အဲ့ဒါဆိုရင်မင်းဘလို့ဖြစ်ရှင်းလိုက်ရလဲညိုကြီးပြဿနာကြီးတွေ့ကုန်ပြီလားအော်အေးကွာငါအိမ်ပြန်ရောက်မှမင်းစီကိုဖုန်းပြန်ဆက်မယ်လေညိုကြီးညိုကြီးနဲ့ဖုန်းပြောပြီးဖြစ်သွားခဲ့တော့သူဤတတင်ကအချိန်နေအောက်တွင်ဘေးကဇနီးဖြစ်သူတက်ကတော့နားမလည်နိုင်စွာပဲရှိလေသည်ဘာဖြစ်တာလဲမောင်ညိုကြီးကဘာပြောလာလို့လဲ တက်ဤအမေကိုပြန်ဖြေဖို့ရန်ရုတ်တရက်အခြေအနေ၌သူတွင်အဖြေတစ်ခုအဆင့်သက်ရှိနေမနေခဲ့ပါညိုကြီးတို့တက်ခုကန်းကအရွေးမြောက်တဲ့ကျောင်းသားကျောင်းသူဆောင်ရွက်လေးရောက်လာလို့တဲ့အဲ့ဒါကျောင်းသူရဲ့မိဘတွေကတိသွားလို့တက်ခုကန်းမှာပြဿနာရှာလို့တဲ့အဲ့ဒါညိုကြီးတို့ပြဿနာတက်နေတယ်တဲ့ကိုစီသူထုတ်နဲ့မတ်တထားမိလို့ရှိပါသလားသူဤရှင်ပြမှုကိုတေဝေစာနားထောင်နေတော့တက်နဲ့တစုံတစ်ခုအတွက်ပြင်းထန်စွာတွေးနေပြီးတော့သူဤအနာတို့အပြာရောင်ဝတ်ဆရာမလေးကဖိုင်တချို့ကင်ပြီးရောက်လာလေသည်စောစောကရိုက်ထားတဲ့အထရာဆောင်အပြေရပါပြီရှင် တမိကလေးပါရှင်ဂျာသူ í နှုတ်ကတာဂျာဟုတ်ထွက်သွားတော့လေဇနီးတွေတိုင်နှုတ်ဖြာကတော့ဘာစကားမှထွက်ချမလာခဲ့တားလေးဖြစ်စေတမိလေးဖြစ်စေရန်သာပါပဲဟူတက်ကမကြမီလေးတွေကပြောခဲ့သေးတာလေမောင်သွားစို့ဟုပြောလာတော့တက်ဤစကားတိုင်းသူလေတက်နဲ့သူလိုက်ပါရတော့ညာအဖြစ်မရှိသည့်မေကွန်ပေါင်းကတိကရာနဲ့သူစိတ်တွင် လေးလံမွန်းကျက်နေလေသည်မိုးခါရေဆိုမှတော့အမှန်တကယ်မှာချုပ်မိန်မှုရောရှိနိုင်ပါမည်အောင်တယ်လားညိုကြီးတို့တောက်ခဲ့တော့မိုးခါရေ မကြမီသူတို့ကိုယ်တိုင်တောက်ကြအောင်မီမိုးခါရင်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 တက်ဘောင်တို့ဘောရာသာမှာနေသွားခဲ့တဲ့ကောင်းမလေးတွေကိုဖုံးဆက်လို့ရမယ်။ချားရဲလေးမောင်ရဲ့ဘာဖြစ်လို့လဲ။မောင်တို့အိမ်ပြန်ရအောင်ကြောက်ချင်းစီကိုဖုံးပြန်ဆက်ကြအောင်ကွာ။ပြီးတော့မောင်တို့စီမှာပြန်နေရအောင်လေ။သူတို့ကိုတက်ကပဲပြန်ပြောလိုက်တော့ကွာ။နော်။ဒီဇင်ဘာ2012ယတိမကဆင်းမိုးခါရီချိုးပါနဲ့လားတဲ့။ဒီဝတ္ထုလေးကိုနားဆင်ရင်အတွေ့တစ်ခုရသွားမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်။ နားဆင်သူအရောက်စီတိုင်းရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်